အရွယ်ကြီးရင်လာတာတွေကလူတိုင်းလူတိုင်းမှာမလွဲမသိရင်ဆိုင်ကြုံတွေ့ရမယ့်အရာပါငယ်ရွယ်တဲ့အချိန်မှာတကူရီချမ်းမာရေးကိုဂင်းမဆိုင်ခဲ့ဘူးဆိုရင်အရွယ်မတိုင်ခင်မှာအိုမင်းရော်ချင်နေနဲ့ရင်ဆိုင်ရမှာပါပဲဒါကြောင့်မလို့အသက်အရွယ်ကြီးနေပေမဲ့လို့မထင်ရလောက်အောင်အရွယ်တင်းနှုတ်ပြုံနေစေမဲ့လှုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင် โอเคဒီဗီဒီယိုလေးကိုအဆုံးထိကြည့်မယ်ဆိုရင်ရောအရွယ်တွင်နုပြိုစေယုံသားမကစမ်းမလှပါတဲ့ခန္ဓာကိုယ်ကိုရရှိနိုင်မှုအတွက်ဘယ်လိုပြုဝင်နေထိုင်ရမလဲဆိုတာကိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်မယ်ဆိုရင်တော့သိရမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လည်းအကြံပြုပါတယ် ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ပိုပို YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါရစေအလှပါဇမ္မာရင်းနဲ့ဘဝအာမင်ပျော်ရွှင်စေမယ့်အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပိုပို YouTube Channel လေးကိုလည်း Subscribe လုပ်သားဖို့အကြံပြုစင်ပါတယ်သိစင်တဲ့အကြောင်းအရာများရှိရင်လည်း Comment လေးမှာမေးသွားလို့ရပါတယ်နော် Okay ဒီနေ့ဗီဒီယိုလေးမှာတော့မြို့သမီးတွေအရွယ်တွင်နုပြိုလှပနေစေဖို့အတွက်လောက်ဆောင်ရမယ့်နီလန်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်ကြမယ်နံပါတ်1 နှစ်ချိုက်စွာအိပ်စက်အနားယူပါနှစ်ချိုက်စွာအိပ်စက်အနားယူခြင်းကကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာရရှိသလိုအရွယ်တင်းနှုပြိုလှပနေစေဖို့အတွက် အခြေခံစားတဲ့အချက်ဖြစ်ပါရဲ့ရှင်ကိုကနှစ်ချိုက်စွာအိပ်စက်ထားတဲ့အတွက်ကနိုးထလာတဲ့အချိန်မှာစိတ်ကြည်ကြည်လန်းလန်းလေးအကြည်တက်ကလေးနဲ့တက်တက်ကြွကြွလန်းလန်းဆန်းဆန်းလေးဖြစ်နေမှာပါ။အရွယ်ရောက်ပြီးတဲ့သူတိုင်းမှာဆိုရင်တော့အများဆုံးတော့တနေ့ကို၈နာရီခန့်အိပ်စက်နိုင်ယူသင့်ဖို့လိုအပ်ပါတယ်။ ။ဒုတိယမှာဆိုရင်အနားပေးတဲ့အချိန်မှာအနားပေးလိုက်ခြင်းကအသက်အရွယ်ကြီးပြင်လာပေမဲ့ကွာဒီအရွယ်တွင်နုပြုံနေစေတဲ့အဓိကအခြေခံချက်ဖြစ်ပါတယ်။စိတ်ပီစည်းမှုတွေကို short ချလိုက်မယ်ဆိုရင်အသက်ရှည်ပြန်မှခြင်းအပြင်ခေါင်းကျိုးတွေအများကြီးရရှိပါတယ်။ခေါင်းကိုက်ခြင်း၊ချားနာခြင်း၊နောက်ကျောနာခြင်း၊စိတ်တက်ကြခြင်း၊ဆရဲရောဂါဝေဒနာတွေကိုလည်းကာကွယ်ပေးတဲ့အပြင်အုံမင်းရင်းရောခြင်းကိုလည်းတားဆီးကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့စိတ်ပြင်းစီမှုကြောင့်အိုမင်းရေရောခြင်းတွေကမမြန်ဆန်ဆန်ဖြစ်စေတဲ့အတွက်တက်နိုင်သလောက်စိတ်ပြင်းစီမှုကိုရှော့ချပေးဖို့လိုအပ်ပါတယ်။နံပါတ်3အိုမီဂါ3 fatty acid နဲ့အသင့်အန္တရာယ်တွေကိုစားသုံးပေးပါ။အိုမီဂါ3နဲ့ fatty acid ကလူခဏာကိုကိုအရွယ်တင်နှုတ်ပြိုစေဖို့အတွက်အခြေခံကြတဲ့အထောက်အကူတစ်ခုဖြစ်ပါတယ်။ ။ Omega 3နဲ့ fatty acid တို့ပါဝင်တဲ့အစားအစာတွေကိုနေ့စဉ်ပုံမှန်အစားသုံးပေးလိုက်ခြင်းအပြင်အရွယ်မတိုင်ခင်မှာ Omega 3ရောဂျင်တွေကိုတားဆီးနိုင်မှာဖြစ်သလိုကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေလည်းများစွာရရှိမှာဖြစ်ပါတယ်။ထိုနည်းတူစာမှာပဲအသီးအနှံတွေမှာလည်းအရေးပြားကျန်းမာရေးကိုကောင်းမွန်စေပြီးတော့လူပြိုလန်ဆန်းစေမဲ့အာဟာရဓာတ်တွေတက်ထူဓာတ်တွေအမြင်ဓာတ်တွေဗီတာမင်တွေအန်တီအောက်ဆီဒန့်တွေပါဝင်တာကြောင့်နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့်အရွယ်အတွင်းလူပြိုခြင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လေးအရက်သေးစာတောက်စားခြင်းကိုရှောင်ကျင်ပါရည်တည်စာတောက်စားခြင်းကအလုံးတည်တဲ့အတိုင်းပါပဲဆိုးကျိုးတွေများအများကြီးများကြီးရှိပါတယ်။ဆိုးကျိုးများစွာရှိတဲ့အပြင်ခန္ဓာကိုယ်အတွင်းမှာအစိတ်တိုင်းတွေကိုလည်းဖျက်ဆီးစေနိုင်တယ်လို့ကျန်းမာရေးကိုလည်းဆိုးဝါးစွာထိခိုက်စေနိုင်တာကြောင့်အရွယ်မတိုင်ခင်အိုမင်းရောခြင်းကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။ အရသင်စာပုံမှန်တောက်သုံးနေတဲ့သူတွေကိုကြည့်မယ်ဆိုရင်တော့အခနာကိုရဲ့ခုခံစွာအားတွေလည်းကြာစင်ပြီးတော့အသေးယောဂါ၊ကင်ဆာယောဂါ၊စီတူယောဂါတွေဖြစ်နိုင်တာကြောင့်တနိုင်သမျှဆောင်ကျင်ပေးဖို့လိုအပ်တယ်လို့အိုမင်းရီရောခြင်းတွေအပြင်စက်မာကြီးကိုစိုးဝါးစွာထိကိုက်နိုင်တာကြောင့်အရသင်စာတောက်စားခြင်းကိုလည်းဆောင်ကျင်ပေးဖို့အရန်ကိုလိုအပ်ပါတယ်။နပတ်ကပုံမှန်လေးချိန်ခံလေးလုပ်ပြီးတော့ခနာကိုလေးချိန်ကိုထိန်းကြည့်ပေးဖို့လည်းအရန်လိုအပ်ပါတယ်။ လေးစင်ကန်လေးကိုပုံမှန်လှုပ်သွားခြင်းကြောင့်ကျန်းမာတန်ဆဲစီမှာဖြစ်တယ်လို့အရွယ်တွင်နုပြိုစီမှာဖြစ်ပါတယ်လေးစင်ပုံမှန်လေးစင်ကန်လောက်သွားခြင်းကရွေတင်နုပြိုနေစေအပြင်နဲ့နှလုံးရောဂါအဝါလွန်ခြင်းတွေလေးဖြတ်ခြင်းတွေကင်ဆာရောဂါဖြစ်ခြင်းတွေကိုလည်းကာကွယ်ပေးပါတယ်။လေးစင်ကန်လေးလုံးလိုက်ခြင်းကနှစ်ဆိုင်စွာအိပ်ပျော်စေမှာဖြစ်တယ်လို့ပြန်နှုတ်ထားတဲ့အချိန်မှာလည်းလန်းဆန်းတွဲကြတဲ့ကိုခန္ဓာကိုယ်လေးကိုရရှိမှာဖြစ်ပါတယ်ရှင်။ ခနာကူရဲ့အလေးစိန်ထိမ့်ပင်းစင်းအားဖြင့်လည်းသွေးတွင်တကြားတဲ့ပမာဏတွေကိုလက်စတရောပမာဏသွေးပေါင်စိန်တွေကိုလည်းထိန်းညှိပေးတဲ့အပြင်ငွေရနှုပြိုတဲ့ခနာကူရရှိမှာဖြစ်ပါရဲ့ရှင်။ Okay အခုပြပြပေးသွားတဲ့အချက်၅၀လုံးကငွေရနှုပြိုတဲ့ခနာကူရရှိဖို့အတွက်ဒီစာလေးဂီယူတဆိုင်နဲ့နေထိုင်သွားမယ်ပြုမှုသွားအောင်လို့ပေါ့ပေါ့ပါပါရိုးရိုးရှင်းရှင်းလေးနဲ့အခြေခံကြားတဲ့အချက်ကလေးတွေကိုပဲပြပြပေးသွားတာဖြစ်ပါရဲ့ရှင်။ ကိုရဲ့ lifestyle လေးကိုတစ္ဆာလေးသတိထားပြီးတော့အလုပ်သွားမယ်ထိမ့်ထိမ့်သွားမယ်ပြုလုပ်သွားမယ်ဆိုရင်တော့အရွယ်တွင်နုပြုတ်ပြီးတော့လှပတဲ့ခန္ဓာကိုရရှိမှာဖြစ်ပါတယ်ရှင်။အရွယ်တွင်နုပြုတ်ပြီးတော့ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကိုရရှိနိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တဝူးတယောက်စဉ်းစားနိုင်အောင်လည်းကျေးဇူးများရေးတင်ပါတယ်ရှင်။ နောက်ထပ်ဘလို့ဗီဒီယိုအကြောင်းအရာလေးတွေကိုတင်သွားမလဲဆိုတာကိုသိအောင်လို့ပူပူ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့အကြံပြုပါရစေ။သိချင်တဲ့အကြောင်းအရာများရှင်လဲ Comment လေးမှာမေးသွားလို့ရပါတယ်နော်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းအောင်ပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါရစေ။အားလုံးကိုကျေးဇူးများတင်ပါတယ်။အားလုံးဘိုင်ဘိုင်ပါ